မင်္ဂလာပါတခြားဘဝမှာအတန်ဇလန်းကနေကြိုးစားရတယ်ခင်ဗျာဒီနေ့မှာကတော့အင်ဟောင်းကြီးရဲ့ရှိုးဝါချက်ဇလန်းကိုကျွန်တော်ပို့ဖို့တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာအီဆက်ဆက်လေးပြီးကတည့်ရက်6ဒီကိုတိုက်ခတ်လို့နေဝင်းရီရောအချိန်မှာကိုကိုဇော်ဟာမျိုးစုံကလူသူအယောက်အပေါက်နေတဲ့အင်ဟောင်းကြီးစီကိုရောက်လာခဲ့ပါတယ်ဒီအင်ကြီးကိုသူပိုင်ဆိုင်ထားတာတော့မဟုတ်ပါဘူးသူ့ရဲ့တငယ်ချင်းကိုမင်းကျော်ကငားရမ်းထားတာပါကိုမင်းကျော်ကအင်ဟောင်းကြီးမှာ တဖက်လောက်နေတိတဲ့နောက်ပျော်ကွယ်သွားတာမို့သူဘာတွေဖြစ်သွားလဲဆိုတာသိနိုင်ဖို့ကိုကိုစောရောက်လာခဲ့တာပါအိမ်ရဲ့ခြံစည်းရိုးကအစင်းရောင်နယ်ပင်တွေဖုံးလွှမ်းနေပြီးအိမ်ကြီးရဲ့ပတင်းပေါင်ကြီးကလည်းမောင်မိုက်လိုနေပါလေကိုကိုစောကအိမ်တကားကိုတွန်းဖွင့်လိုက်ချိန်မှာအနံ့ဆိုးတွေမျိုးကိုရလဲပါတယ်အဲ့ဒါကအိမ်အိုကြီးရဲ့ပုံမှန်အနံ့တော့မဟုတ်ပါဘူးကိုကိုစောအိမ်တဲကိုဝလာပြီးအပေါ်တဲကိုတက်လိုက်ပါတယ်ကိုမင်းကျော်နေတဲ့အခန်းချီရောက်တော့တကားကလည်းနည်းနည်းပွင့်နေပြီး အထဲကနေအတန်တွေကြားနေရတာကြောင့်သူဖြည်းဖြည်းချင်းဖြွင့်ဝင်လဲပါတယ်။အခန်းထဲမှာအနံစိုးကပိုပြင်းလာပါတယ်။အခန်းထဲကိုရောက်တော့ဘေးဘီကိုကြည့်လိုက်ချိန်မှာကိုမင်းကျော်ရဲ့ပစ္စည်းတွေကအထက်လိုက်ပုံနှီးပြီးအခန်းကလည်းရှုပ်ပွားနေပါတယ်။ဒီလိုချိန်မှာပစ္စည်းပုံရကနေရေတန်းတန်းကိုကြားလိုက်ပြီးပစ္စည်းတွေကသူ့အလိုလိုရွေ့လျားလာပါတယ်။ကိုကိုစော်လဲကြောက်လန့်တကြားတဲ့နော့ဆုပ်လိုက်ချိန်မှာခြေတော့ကပစ္စည်းတစ်ခုကိုတိုက်မိပြီးလဲကျသွားပါတယ်။အဲ့ဒီချိန်မှာ မှန်တစ်ချက်ကလည်းရုတ်တရက်အောက်ကိုပြုတ်ကြပြီး꿰သွားပါတယ်ကိုကိုစောမှန်꿰ဆက်တွေချာမှလဲချနေချင်းပစ္စည်းပုံတွေချာကပုံရည်တကူကသူ့ပတ်ကိုရွှေလာလာပါတယ်အဲ့ပုံရည်ကတရဲတကောင်ရဲ့ပုံရည်ထပြီးကိုမင်းချော်ပုံရည်ကိုကင်ထားပါတယ်ကိုကိုစောအဲ့တရဲကိုတေးသေးချာချာကြည့်လိုက်တော့အဲ့ရကတေဆုံသောမီဖြစ်တဲ့ကိုမင်းချော်ရဲ့ဇနီးဖြစ်နေပါတယ်ကိုကိုစောလည်းထိုင်လန်တကြားနဲ့ထိုက်ရက်ပြီးအိမ်ပြင်ဘက်ကိုအမြန်ဆုံးပြေးထွက်သွားပါတော့တယ် အကင်ရောက်တော့အနောက်ကိုလှည့်ကြည့်လိုက်ချိန်မှာအင်အိုကြီးရဲ့ပဒင်းပေါက်တွေမှာကုမင်းကျော်ရဲ့စနီးနဲ့ကုမင်းကျော်ရဲ့ပုံရိပ်တွေကရပ်နေပြီးသူ့ကိုကြည့်နေပါတယ်။ကိုကိုစောလည်းမရက်မနာပဲဆက်ပြေးသွားပါတော့တယ်။ကိုကိုစောဟာမြို့တဲကိုမနာတမ်းပြေးလာခဲ့ပြီးတငယ်ချင်းတယောက်ရဲ့အိမ်မှာခိုးလွန်ခဲ့ပါတယ်။အဲ့ဒီညကအိမ်မပြောပဲမြက်ကွန်းထဲမှာအင်ဟောင်းကြီးရဲ့ပဒင်းပေါက်ကလှမ်းကြည့်နေတဲ့ကုမင်းကျော်တို့ဇနီးမောင်နှံရဲ့ပုံရိပ်တွေကတဝဲဝဲလည်နေခဲ့ပါတယ်။မနက်ရောက်တော့ကိုကိုစောဟာစိတ်မလိုမလဲနဲ့အိမ်ဟောင်းကြီးအချောင်းကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ် သူဟာမျိုးဟောင်စာကြီးတိုက်ကိုသွားပြီးအဲ့ဒီအိမ်ဟောင်ကြီးရဲ့မှတ်တမ်းတွေကိုရှာဖွေခဲ့ပါတယ်။စာအုပ်အဟောင်ကြီးတောက်ထဲမှာတော့အဲ့ဒီအိမ်ကြီးအကြောင်းကိုဖော်ပြထားတာကိုတွေ့လိုက်ရပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း50လောက်ကဥပိုးထွာဆိုသူပိုက်ဆိုင်ခဲ့ပြီးသူ့နဲ့သူ့ဇနီးဟာအဲ့ဒီအိမ်မှာပဲတည်ဆုံးခဲ့တယ်လို့ရေးထားပါတယ်။စာကိုဆက်ဖတ်ကြည့်တဲ့အခါဥပိုးထွာဟာစီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ပြီးသူ့ရဲ့စီးဆိုင်ဥစ္စာတွေကိုအိမ်ကြီးရဲ့မီလီယောက်ခန်းမှာဝတ်ထားခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါပေမဲ့သူ့ရဲ့ဇနီးကတော့ ဒီလို show web bc တွေထားတာကိုသဘောမချဘူးလို့လည်းရေးထားပါတယ်။အဲ့ဒီနောက်မှာတော့ဦးဘိုးထွားဟာရုတ်တရက်ဆုံပါသွားပြီးသူ့ရဲ့ဇနီးလည်းများမချခင်မှာပဲကွယ်လွန်သွားတယ်လို့တွေ့ရပါတယ်။ကိုကိုစော်လည်းစာကြည့်တိုက်ကရီပြန်လာပြီးတဲ့နောက်သူ့တငယ်ချင်းကိုကိုမြင့်ကျော်ပျောက်ဆုံးသွားတဲ့အကြောင်းနဲ့သူမြင်ထရတဲ့တရေအကြောင်းတွေကိုပြောပြပါတယ်။သူ့တငယ်ချင်းကတော့သူ့ကိုယူနေပြီလို့ထင်နေပုံရပါတယ်။ဒါပေမဲ့ကိုကိုစော်ဟာကိုမြင့်ကျော်ရဲ့ဇနီးတရေကသူ့ကိုဘာလို့၆လက်နေလဲဆိုတာကိုနားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။ ီလိုနဲ့သူဟာအဲ့ဒီအိမ်ဟောင်းကြီးစီကိုနောက်တစ်ခေါက်ထတ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီတစ်ခေါက်မှာတော့သူဟာမနေ့ကလိုလက်ပလာနဲ့မသွားခဲ့ပါဘူးတငယ်ချင်းစီကနေအိမ်ဟောင်းကြီးထဲဓာတ်မီနဲ့ကင်မရာကိုငှားလာခဲ့ပြီးအိမ်ဟောင်းကြီးစီကိုရဲရဲဝံ့ဝံ့ဝင်သွားခဲ့ပါတယ်အိမ်ထဲကိုရောက်တော့အရင်လိုပဲအနံ့ဆိုးဝေထွားနေပါတယ်သူဟာကိုမြင့်ကျော်ရဲ့အခန်းကိုမသွားဘဲမီးအောက်ခန်းကိုရှာဖွေခဲ့ပါတယ်မြောက်ခန်းတကားကိုတွေ့တော့တော့ခတ်ထားလာမှုတကားကိုဖြတ်ဝင်ဒီအောက်ကိုဆင်းသွားခဲ့ပါတယ် မီအောက်ခန်းထဲမှာမောင်မိုက်နေတာကြောင့်သူယူလာတဲ့ဓာတ်မီးညာထိုးကြည့်လိုက်ချိန်မှာအစိမ်းရောင်အလင်းတန်းတစ်ခုကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအလင်းတန်းစီကိုသူတွားလိုက်တဲ့အခါအဲ့ဒါကပန်းဆန်အီတစ်ခုဖြစ်နေပြီးအထဲမှာရွှေတွေ၊ကြောင်မြတ်ရတနာတွေ၊စင်တွေနဲ့ပြည့်နေပါတယ်။ကိုကိုစိုးတဲ့အန်အောတုံလို့တွားပြီးကင်မရာနဲ့ဓာတ်ပုံရိုက်ဖို့ပြင်လိုက်ချိန်မှာသူညနောက်ကနေချောင်းချိနေတဲ့မျက်လုံးသစုံကိုတတိမထားမိခဲ့ပါဘူး။ကိုကိုစိုးဓာတ်ပုံရိုက်ပြီးချိန်မှာသူ့ပခုံးကိုလာထီးတဲ့လက်သစုံကိုခံစားလိုက်ရပါတယ်။ ူလက်ကြည့်လိုက်ချိန်မှာတော့အေးဆက်နေတဲ့လက်ချောင်းတွေနဲ့ဖြူဖြို့နေတဲ့ကိုမြင့်ကျော်ရဲ့ဇနီးပုံကြီးကိုတွေ့လိုက်ရပါတယ်။တရေကသူ့ကိုချီးပြီးခေါင်းယမ်းပြနေတာမို့ကိုကိုဇော်လည်းဘာလို့ရမှန်းမသိပဲကြောင်တောင်တောင်ဖြစ်သွားခဲ့ပါတယ်။ကိုကိုဇော်ဟာကိုမြင့်ကျော်ရဲ့ဇနီးတရေကသူ့ကိုချီးပြီးခေါင်းယမ်းနေတာကိုနားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။သူဟာမိအောက်ခန်းထဲကနေရွှေတီကြောင်မြတ်ယရနာတွေစိန်လေးကိုအမြန်ယူပြီးအပြင်းကိုပြေးထွက်လာခဲ့ပါတယ်။အိမ်ပြင်ရောက်တော့မှသူအနောက်ကိုလက်အကြည့်လိုက်တဲ့အခါ အိမ်ဟောင်းကြီးရဲ့ဖရင်ပေါက်မှာတရေပုံအိတ်နှစ်ခုကသူ့ကိုချီပြီးငိုနေကြတာကိုတွေ့လိုက်ရပါတယ်။ကိုကူဇော်လည်းချောက်လန့်တကြားနဲ့တငေသိန်းအိမ်ကိုပြန်ပြေးလာခဲ့ပြီးရွှေတွေကိုပြလိုက်ပါတယ်။တငေချင်းကလည်းအန်အိုးတုံလုတ်သွားပြီးကိုမြင့်ချော်ပျောက်ဆုံးသွားတာဟာဒီယရနာတွေနဲ့ပတ်သက်နေနိုင်တယ်လို့တန်တရာဝေလာပါတယ်။ကိုကူဇော်ကဒီယရနာတွေကတာမန်ယရနာတွေမဟုတ်ဘူးလို့ခံစားမိတာကြောင့်ယရနာတွေကိုမြို့ဟောင်ပစ္စည်းဆိုင်ကိုတွားပြခဲ့ပါတယ်။ဆိုင်ရှင်ကလည်းယရနာတွေကိုကြည့်ပြီးအရန်ကိုတန်ခိုးရှိတဲ့ပစ္စည်းတွေဖြစ်တယ်လို့ပြောပါတယ်။ ဒီလိုနဲ့ဆိုင်ရှင်ကနေတဆင့်သူတို့ဟာတမိုင်းပညာရှင်တယောက်နဲ့ချိတ်ဆက်မိခဲ့ပါတယ်။တမိုင်းပညာရှင်ကလည်းဒီယရနာတွေကိုကြည့်ပြီးသူတို့ဟာလွန်ခဲ့တဲ့နှစ်ပေါင်း90လောက်ကပျောက်ဆုံးသွားတဲ့ဥဘိုးထွားရပစ္စည်းတွေဖြစ်တယ်လို့အတိအကျပြေးခဲ့ပါတယ်။ဥဘိုးထွားဟာသူ့ရဲ့ဇနီးကိုစီးပွားရေးမှာမပါဝင်စေခြင်းနဲ့ကြောင့်ယရနာတွေကိုအိမ်မီအောင်ခန်းမှာဝက်ထားတာပါ။သူ့ရဲ့ဇနီးကတော့ဒီအရာတွေကိုမလုပ်စေခြင်းခဲ့ပါဘူး။နောက်ဆုံးမှာတော့ဥပိုးထွားတည်ဆုံးသွားပြီးသူ့ရဲ့ဇနီးကလည်းများမကြခင်မှာပဲတည်ဆုံးခဲ့ပါတယ် သူတို့တည်ဆုံးကြတဲ့နောက်မှာတော့ဥပိုးထွားရဲ့ဝိညာဉ်ဟာယရနာတွေကိုစောင့်ရှောက်နေတာဖြစ်ပြီးသူ့ရဲ့ဇနီးရဲ့ဝိညာဉ်ကတော့ဒီယရနာတွေကိုရှာဖွေတွေ့ရှိတဲ့သူကိုတတိဖေးနေခဲ့တာပါကိုကိုဇောကတမိုင်းပညာရှင်ရဲ့ရှင်းပြချက်ကိုကြားပြီးအံ့ဟတ်တင်သွားပါတယ်သူဟာအိမ်ဟောင်းကြီးထဲမှာကြားခဲ့ရတဲ့အတန်တွေမြင်ခဲ့ရတဲ့ပုံရိပ်တွေနဲ့ကိုမြင့်ကျော်ရဲ့ဇနီးတည်းရဲ့ခေါင်းယမ်းပြနေတာကိုနားလည်သွားခဲ့ပါတယ် ကိုမြင့်ကျော်ရဲ့ယတနာတွေကိုလိုချင်တာကြောင့်တည်ဆုံသွားတဲ့ဥပိုးသွားရဲ့ဝိညာဉ်လက်ချက်နဲ့ပျောက်ွယ်သွားပြီးကိုမြင့်ကျော်ရဲ့ဇနီးတည်းရဲ့ကတော့အဲ့ဒီယတနာတွေကိုမယူဖို့တတိပေးခဲ့တာပါကိုကိုစောကအိမ်ဟောင်းကြီးတွေကနေအသက်ရှင်လွတ်မြောက်လာတာဟာဥပိုးသွားရဲ့ဇနီးတည်းရဲ့တတိပေးမှုကြောင့်ဖြစ်တယ်လို့ခံလာမိပြီးယတနာတွေကိုဖျက်တိုက်ကိုလူတန်းခဲ့ပါတယ်နောက်ပိုင်းမှာတော့အဲ့ဒီအိမ်ဟောင်းကြီးကိုလာရောက်ဆူးဆန်းတဲ့သူတွေမရှိတော့ပါဘူးအိမ်ကြီးလည်းယူသူမနီးနေရာမှာပျောက်ဆုံးသွားပြီးကိုမြင့်ကျော်လည်းထပ်မံတွေးရှိခြင်းမရှိတော့ပါဘူး ကိုကိုဇော်ကတော့အဲ့ဒီအဖြစ်အပျက်ကိုတင်ကန်းစာယူပြီးဘယ်တော့မှအိမ်ဟောင်းကြီးစီကိုမသွားတော့ပါဘူးဆက်လက်ပြီးတော့ရုပ်ကစိုးဤအညိုးကို ကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်အားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်